မြန်မာပြည်ပေါ်တိုင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာတော့ရခိုင်မှာ A ကအုတ်ရှုံးရေးဖွဲ့စည်းပုံတွေကိုပြောင်းလဲလိုက်တယ်ဆိုတဲ့တည်ဒီတည်ကဆိုရှယ်မီဒီယာတွေပေါ်မှာအကုန်လုံးပေါ်ပြပြီးသားဖြစ်တယ်ကျွန်တော်အနေနဲ့ပြန်လည်တင်ဆက်တာကဘာလို့လဲဆိုတော့ဒီဖွဲ့စည်းပုံမှာခရိုင်ခရိုင်အနေနဲ့ဖွဲ့စည်းပုံတွေပြောင်းလိုက်တယ် ဒီခရိုင်ထဲမှာပလောခရိုင်ဆိုတဲ့အရာပါတော့တဲ့အတွက် CNA CNF ကမိဘုံပေါ်မှာဓာတ်ဆီလောင်လိုက်တကယ်တော့လောင်ကျွနေတဲ့အရာတွေကိုကျွန်တော်တို့တွေးမြင်လာရမှဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီမိစားလေးကစားပြီးတော့လောင်ကျွန်ဖို့စားနေပြီ။ဘာလို့လဲဆိုတော့ချင်းမီဒီယာတွေမှာဒီအရာကိုအဓိက ဖော်ပြနေတာတွေကို တွေးလာရတယ် เนาะพอပြနေတာကို တွေးလိုက်ရတယ်ဒီတော့ဒီဖွေးမီးလို့တငွင်းငွင်းနဲ့ဒီအရာကပို့ပြီးတော့လောင်ကျောလာပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့တွက်ဆပြီးတော့မှန်းဆကြည့်ရင်သိနိုင်ပါတယ်ဒီတော့ချင်းမီဒီယာတွေကအလွန်ကိုဒါကို ဖော်ပြနေကြပြီဘာလို့လဲပလဝခရိုင်ဆိုပြီးတော့ထေးလိုက်တဲ့အရာကို သူတို့အနေနဲ့သူတို့လက်ထက်ကိုထေးပေးရမယ့်သဘောမျိုးဒီတော့ဒီအရာတွေကိုသုံးသပ်တင်ပြတော့မှာပဲဖြစ်ပါတယ် ဆိုတော့ရခိုင်မှာအေအုပ်ချုပ်ရေးဖွဲ့စည်းပုံပြောင်းလဲဇွန်လ10နှစ်နေကကိုတင်းဆိုရှယ်မီဒီယာပေါ်တွေမှာတင်းမီဒီယာတွေကပေါ်ပြခဲ့တာပဲဖြစ်ပါတယ်ရခိုင်ဒေသအတွင်းစစ်ဒေသအလိုက်နေမြေတမှတ်ကအုပ်ချုပ်ရေးရန်တရများလေပတ်နေသောအာရာခတ်တပ်တော်အေဖွဲ့စည်းထားသည့်အာရာခပြည်သူတော်လှန်ရေးအစိုးရသည်ယခုအခါ မျိုးနွေများကိုစူးစီးကခရိုင်အဖြစ်ပြောင်းလဲတမှတ်အုပ်ချုပ်ရန်ပြင်ဆင်နေကြောင်းနီစာသည်တည်င်းအရင်မြစ်တွေစီကတည်ရသည်စစ်တေသာကိုခုရှိသောရခိုင်ပြည်နယ်တွင်စစ်တေသာမှုများရှိပြီးစစ်တေသာတစ်ခုစီကိုအုပ်ချုပ်ရေးတရားစီရင်ရေးအခွန်ကောက်ခံရေးပညာရေးစသည်ဖြင့်ဌာနအလိုက်ဒေတာမှုမျိုးနွေမှုနေမြင်မှုများခန့်အပ်ကအုပ်ချုပ်လေပန်းနေရာမှယခုအခါ ခရိုင်များအဖြစ်ပြောင်းလဲတတ်မှတ်လာခြင်းဖြစ်ပါသည်အာရခပြည်သူတော်လိုင်း၏အဆိုအရနှင့်နီးစပ်သည့်တည်င်းအရင်းမြစ်တူကဗဟုအုံဆောင်ရေးအဖွဲ့ကိုအသစ်ထပ်ဖွေးလိုက်တဲ့အဲ့ဒီအဖွဲ့ကနေပြီးတော့ဖွေးစည်းပုံတွေပြောင်းသွားတာခရိုင်တွေနဲ့ပဲအုံဆောင်တော့မယ်ပေါ့အဲ့ဒါကစားပြီးတော့ပြောင်းလဲတာတခုဖြစ်တယ်လို့ပြောကြားထားတယ်အာရခပြည်သူတော်လိုင်း၏အဆိုအရကဖွေးစည်းလိုက်သည့်ခရိုင်များမှာအဆိုပါခရိုင်ချစ်ခုမှာမောင်တော့ခရိုင် စစ်တွေခရိုင် ပလဝခရိုင်မြောက်ဥခရိုင်မင်းပြခရိုင်ကျောက်ဖြူခရိုင်တောင်ကုန်းခရိုင်နှင့်တန်လွေခရိုင်များဖြစ်ကြကြောင်းသိရှိရပါတယ်မောင်တော်ခရိုင်မှာမောင်တော်မျိုးနှင့်နှင့်ဘူးသီးတော်မျိုးနှင့်စစ်တွေခရိုင်မှာစစ်တွေမျိုးနှင့်ရသေးတော်မျိုးနှင့်ပုံနာကျွမ်းမျိုးနှင့်ပလဝခရိုင်မှာပလဝမျိုးနှင့်မြောက်ဥခရိုင်မှာမြောက်ဥမျိုးနှင့်ကျောက်တော်မျိုးနှင့်မင်းပြခရိုင်မှာမင်းမြမျိုးနဲ့ပေါတော်မျိုးနဲ့မြေပုံမျိုးနဲ့ ကျောက်ဖြူခရိုင်မှာကျောက်ဖြူမျိုးနဲ့ရံပြေမျိုးနဲ့အမ်းမျိုးနဲ့တောင်ကုန်းခရိုင်မှာတောင်ကုန်းမျိုးနဲ့မန်အောင်မျိုးနဲ့တန်တွဲခရိုင်မှာတန်တွဲမျိုးနဲ့ဂွာမျိုးနဲ့တို့ပါဝင်ကြောင်းသိရှိရပါတယ်အရဟတတော်ကအစိုးရရန်လျာလေပတ်နေတော့အစိုးရရဲ့ပုံတံကိုအသားသွင်းနေပြီအရင်ကတော့ဒီလိုခရိုင်ဖွဲတာမရှိပါဘူးမျိုးနဲ့ဒေသနဲ့တော့တာပေါ့ကြေပြန်းပါတယ် ဒေတာတခုမှအများကြီးပါဝင်လာကြီးခဲ့တော့အုံရှုံမှုခက်ခဲခဲ့ပါတယ်အခုခရိုင်အစင်းခွေပြီးတော့မြို့နေအနည်းငယ်စီတော့အုံရှုံရမယ်စီမံခန့်ခွဲရမယ်လွယ်ကူမယ်ထင်ပါတယ်ဒီလိုပုံစံမျိုးအာရခဝါရင်းနိုင်ငံရေးသမားတွေကသုံးသပ်သူတူပြောဆိုထားတာပဲဖြစ်ပါတယ်အာရခပြည်သည်အတွက် အခြေခံကြားသည့်ဥပဒေတရားကိုပြဋ္ဌာန်းသည့်အတွက်ယခုကိတော့ဥပဒေပြဋ္ဌာန်းခြင်းကြောင့်အုံရှုံရဲ့ တရားစီရင်ရေးနေမြေလုံခြုံရေးနှင့်ပြည်သူဝန်ဆောင်မှုများကိုယခင်ကထပ်ပို၍ကောင်းလာမည်ဟုမြင်မိကြောင်းအာရာခပြည်သူတို့ကပြောဆိုထားပါတယ်။ယင်ကဲ့သို့အုပ်ချုပ်ရေးဖွဲ့စည်းပုံကိုပြောင်းလဲဖွဲ့စည်းလိုက်သည်မှာတလားဝန်းကျင်ချီးပြီဖြစ်ကြောင်းအဆိုပါဗဟုအုပ်ချုပ်ရေးအဖွဲ့တွင်အရပ်ပပညာချင်းအုပ်ချုပ်ရေးကျွမ်းကျင်သူတွေအတွေ့အကြုံရှိသူများပါဝင်ကြောင်းနီးစပ်သည့်တည်င်းအရင်းမြစ်တွေကပြောဆိုထားပါတယ်။ စစ်တေသားတွေမှာနေမြေတွေကစနေတကြသတ်မှတ်ထားတာမရှိဘူးလေအဲ့ဒါကြောင့်အခုလိုမျိုးနေတွေခရိုင်တွေအလိုက် လိုင်းလို့ရတာထင်နေဟု နောက်ထပ်အာရာခပြည်သူအစိုးရနှင့်နီစာတိတည်င်းအရေးအမြင့်တွေစီကပြောဆိုတာဖြစ်ပါတယ်ရခိုင်ပြည်နယ်အတွင်းကမျိုးနေဆေးလုခုနှင့်ချင်းပြည်နယ်ပလဲဝမ်းမျိုးနေတို့ကိုအလုံးစုံတိမ့်ပိုက်ထိန်ချုံထားသည့်အေအေသည်ရေးမျိုးနေများတွင်အာရာခပြည်သူတော်လှန်ရေးအစိုးရကိုဖွဲ့စည်းကအုပ်ချုပ်ရေးရန်ရများလေပတ်နေပြီး ပြည်သူဝန်ဆောင်မှုလုပ်ငန်းများပါဆောင်ရွက်နေပြီဖြစ်ပါတယ်။2009ခုနှစ်တွင်အဖွဲ့ဝင်26ဦးနှင့်တည်ထောင်ခဲ့တဲ့ AAD နိုင်ငံရဲ့အဖွဲ့အစည်းအင်အားငယ်ပေမဲ့ယခုဆိုရင်နိုင်ငံတနိုင်ငံထူထောင်လောက်အောင်ဖြစ်နေတာကိုမိတ်ဆွေတို့အနေနဲ့တွေးမြင်ရပါလိမ့်မယ်။ဒီတော့အုပ်ချုပ်မှုရန်တရားတွေပြန်လည်ပြင်ဆင်တုံ့တက်ပြီးခရိုင်တွေတတ်မှတ်လိုက်တာကိုအခုချင်းမီဒီယာတွေမှာ အရန်ကိုပေါ်ပြနေကြတယ်ဖွေးမိလို့တစားစားနဲ့လောင်လာလိမ့်မယ်လို့တော့ထင်ပါတယ်ဆိုတော့ကဒီပလဝခရိုင်ဆိုတဲ့အရာနဲ့အနေချင်းလေပုံသပ်ပြီးပြောဆိုသွားမှာပဲဖြစ်ပါတယ်ပလဝခရိုင်နာမည်နဲ့တတဝါကတော့ပွေးချနေသူများအတွက်ဆက်လက်ပြီးပြောပြတာပဲဖြစ်ပါတယ်ပလဝကိစ္စကို CNA CNF အုပ်စုတွေကပွေးချတော့မင်းနဲ့တူပါတယ်ချင်းမီဒီယာအရှိုးကဖွားနေကြပြီလေ လဲဝါကိုပလဲဝါခရိုင်အဖြစ်အေဖကသမှတ်ပြီးအုပ်ချုပ်မယ်လို့မီဒီယာတွေကဇွန်လစင်းနီယန်နေ့မှာသတင်းများဖော်ပြထားတာကို တွေ့ရပါတယ်။တကယ်ဟုတ်မဟုတ်ကတော့အတိအကျမသိပါဘူး။ဟုတ်ခဲ့ရင်လေသိပ်ပြီးထွေထွေထူးထူးဇော်တကတက်စရာကတော့မရှိပါဘူးလေ။စီးရဲရတိမ့်ပိုက်ထားတဲ့မျိုးကို မအုပ်ချုပ်ပဲပြစ်ထားမယ်အစားဒီလိုပြစ်ထားလို့မှမရတာမအုပ်ချုပ်ပဲအလားကြီးထားလို့လည်းမရဘူးလေ။ ပလဝခရိုင်ပင်ခေါင်းစဉ်တတပလဝမျိုးနေပင်ခေါင်းစဉ်တတပလဝနိုင်ငံပင်ခေါင်းစဉ်တတနှာမြေအခေါ်အော်ကပညာချက်တစ်ခုသာဖြစ်ပါတယ်အဓိကမြားမြားတတအုပ်ချုပ်နိုင်ဖို့ပဲအရေးကြီးတာဖြစ်ပါတယ်နာမည်တကယ်တတကသိပြီးတော့အရေးမကြီးပါဘူးအုပ်ချုပ်ရဲ့အစဉ်ပြေအောင် ခွဲတန်းချပြီးပြဋ္ဌာန်းလိုက်တဲ့သဘောပဲရှိပါတယ်ပလဝခရိုင်နာမည်တက်တာကိုကတော့ CNA CNF အုပ်စုတွေကကဘာပြိုမတက်အတန်ထွက်ပြလာမှာကတော့ အသေးအချာပါပဲအခုတော့ရှင်းမီဒီယာတွေမှာပွက်လို့ရိုက်နေကြပြီ ဖော်ပြနေကြပြီနောက်ထပ်ဘလို့အတန်ဆိုးမျိုးထွက်လာမှာကိုမြင်ရအောင်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရုံပါပဲအစားကလေးကကိုကပလောဝါကိုခေါင်းစဉ်တပီ CNA CNF အုပ်စုတွေကလူမျိုးရေးဘာသာရေးမိုင်းနေဝါဒါမိုင်းနေမေဆရီယာစိတ်အသုံးချပြီးတော့အသုံးတင်းနေခဲ့တာကြာပြီလေ CNF အုပ်စုတွေက လာအောင်မှာပါပလဝခရိုင်နာမည်တတနဲ့ပတ်သက်ပြီးတော့မယောရာစီလူထိုးဖို့နဲ့တံမြစကားကြီးစကားကြီးပြောတံမြပိုးဆူပတ်ဆက်ဆက်ဆက်ဆွေဆွေပြောတဲ့အတံမြကိုသေချာကြားလာရမှာပဲဖြစ်ပါတယ်ပလဝခရိုင်နာမည်တက်ပြီးတော့အုံရှုပ်သည်ဖြစ်စေပလဝပြည်နေနဲ့နာမည်တက်ပြီးတော့အုံရှုပ်သည်ဖြစ်စေပလဝနိုင်ငံနာမည်တက်ပြီးတော့အုံရှုပ်သည်ဖြစ်စေလက်ရှိစစ်နိုင်ထားသူကတော့တနီနီဖြင့် အုပ်ချုပ်ရမှာပဲလေဒါကအခိုင်အတန့်သဘောအရာတဘာဝကြားပါတယ်မအုပ်ချုပ်ပဲအလားကြီးထားလို့မှမရတာခမညမအုပ်ချုပ်ပဲဒီတိုင်းလက်ပစ်ထားရင်လေနေလို့ကမတင်တော်ဘူးလေအစဉ်ပြေချောမွေးအောင်ကတော့ဘလို့နာမီကိုပင်ခေါင်းစဉ်တတအုပ်ချုပ်သည်ဖြစ်စေလက်ရှိအုပ်ချုပ်သူကတော့အုပ်ချုပ်ရမှာပဲအကောင့်တွေဖော်ရမှာပါပဲနာမီကပြည့်ညက်ချက်တစ်ခုမဟုတ်ဘူးဆိုတာကိုသိထားဖို့အရေးကြီးတယ် ဘယ်လိုတရားမျှတအောင်အုပ်ချုပ်စီမံမလဲဆိုတာကိုပဲ အနှစ်သာရကသာအဓိကနီးမှလမ်းမှအပြေမှပါပဲပလဲဝါခရိုင်နာမည်တက်ပြီးတော့အုပ်ချုပ်တာကို လေကြီးလေကြီးစကားကြီးစကားကြီးပြောကခိုင်နိုင်ယူစွာပြလာမှာကိုကတော့မလိုလားပါဘူးတောက်ယူတောက်ပေါ်အစင်နာကတော့ဂျမ်မူပြချင်းအစင်ထမကမပူလောက်ဘူးပဲတမယာမှာအမှန်ပင်ဖြစ်ပါတယ် ဆိုတော့ကဒီလိုအခုချင်းမီဒီယာတွေမှာပေါ်ပြနေတဲ့အရာတွေကဖွင့်ပြီးလို့တစားစားနဲ့တိုးလာမှာဖြစ်တဲ့ဆိုတော့ကအခုမီဒီယာတွေမှာတစားနဲ့တစားတစားနဲ့တစားချင်းမီဒီယာတွေမှာပေါ်ပြနေပြီပဲဖြစ်ပါတယ်ဒါကြောင့်ကြိုတင်ပြီးတော့သုံးသပ်ပြီးကျွန်တော်အနေနဲ့ဒီဗီဒီယိုဖိုင်ကိုရိုက်ကူးတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများ စိတ်ဤချမ်းသာခြင်းကိုဤကြမ်းမာခြင်းအပေါင်းများပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရင်းတာလီစောပါမင်္ဂလာပါဂါရဝပါဘိုင်ဘိုင်